ကြီးပမော်တင်အောင်ရဲ့ဒေါက်တာလွမ်းဝေးဤစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရန်ဆရာကြီးနဲ့သက်ဆိုင်သူများအားလုံးထံမှခွင့်တောင်းလိုက်ပါတယ်ရှင်။အပိုင်း၈တော့ဟိုပြန်သွားရမှာကတော့တေးကြရဲ့နော်ဆရာ။မနော်ဒီတေးကြတထက်တေးကြအောင် ထက်၍ပေးလိုက်ပြန်လေသည်။ဆရာကြီးဦးလွမ်းဝေးသည်အပြည့်လောက်သူကိုပြုံး၍ဥခါကိုငိမ့်ပြလိုက်ပြီးနောက်၎င်းကိုအချိန်မီတွေ့နိုင်ခေါ်နိုင်ပါသည်ဟုအဆိုပြုထားသည့်အတိုင်း လူနာတစုံတစ်ယောက်ရောက်ရှိလာလျင်အစဉ်သစ်ဖြစ်စေရန်အတွက်စတင်ပြင်ဆင်ခြင်းပြုလေသည်။မနော်သည်၎င်း၏အခန်းကလေးအတွင်၌တရိုတသေးသိမ်းစည်းထားသောကျေးဝါဆိုင်ပုတ်ကလေးကိုထုတ်ယူ၍လာလေသည်။ကျေးဝါဆိုင်ပုတ်ကလေးသည်ကြီးညီများတက်ကမွေးညင်ညင်ဖြစ်နေသည့်ဖြင့်ထိုကြီးများကိုတိုက်ချွတ်ရန်အတွက်သူသည်ကျေးချွတ်စေကိုလာ၍ရှာဖွေရပြန်သည်။ဟဲ့မနော်မင်းဘာလိုက်ရှာနေတာလဲကွ။ကြည်ကြည်စုလက်ထက်ကစာ၍ချက်ပြုတ်ကျွေးမွေးခဲ့သောဒေါခင်ကမေးလိုက်တော့မှ rush များရှိမလားလို့ရှာနေကြပါတော့တော့ခုမနော်ကပြန်၍ဖြေကြလာရာကြေးချွတ်စေလားမင်းဘာလို့မလို့လဲဒေါခင်က၎င်းသိရှိလိုသောအချက်ကို ပြင်းပြန်နေပြန်သည်မနော်သည်၎င်း၏လက်ဝဲမှကြေးဝါဆိုင်ပုတ်ကိုပြသရင်ဆရာဆိုင်ပုတ်ကိုကြေးချွတ်ခြင်းလိုပါတော်တော်ဟုပြောဆိုလိုက်ဒေါခင်ကအိမ်ထောက်ပေးမိဖို့ကြောင့်သူကတိုင်ကြရပြန်ဝင်သွားပြီးနောက်ခဏမြန်ကြာလျှင်ကြေးချွတ်စေဘူးကလေးကိုယူလာပြီးပြန်ထွက်လာလေသည် ို့နောက်ကျေးချွတ်စင်းနဲ့မနော်တိုက်ချွတ်နေသောဆိုင်းပုတ်ကိုဘေးမှရက်ကြည့်တင်ကဒါတဲ့မေးစရာကဒေါက်တာလာကွယ်မနော်ဟုဆက်စုနေပြန်၏မနော်သည်ဒေါခင်ကို အလန့်တကြားလှမ်းမော့ကြည့်လေသည်ချုံပိမ့်ပါကြည့်သည်တကယ်ပင်မသိ၍မင်းနေခြင်းဖြစ်တယ်လောကျေးတော်ဆရာကဆရာဝန်ကြီးတယောက်ဆိုတာကို အတော့တကယ်မသိဘူးလားယင်သူသည်ဒေါခင်အားနားမလည်နိုင်သောအမူအရာဖြင့်ပြန်၍မေးလိုက်မိ၏မင်းဦးလီခန့်ကတော့မင်းတို့ဆရာတပည့်ရောက်လာကစားတော့ ဆရာဝန်နဲ့တူတယ်လို့အပြောတာငါကစိတ်ကူတာမမြင်လို့ဟုတ်မဟုတ်ပါမလားလို့အောက်မေ့နေလို့ပါမတော်သည်ဈေးဝါဆိုင်ပုတ်ကိုပြန်လက်ဆင်ကျဲနေအောင်တိုက်ချွတ်တန့်ရှင်းပြီးနောက်အင်းရှိဘက်သို့ထွက်လာခဲ့လေသည်ထိုဈေးဝါဆိုင်ပုတ်ကလေးကိုချိန်ကြာမြင့်စွာအကြောင်းထိုးရိပ်ထားခဲ့ရမှာပြန်လဲချိတ်ဆွဲခြင်းဖြစ်ရသည့်အတွက်မတော်သည်ပျော်ရွှင်လျက်ရှိပေသည်အိမ်ဝင်းတကားဝတွင် ၎င်းဆရာဤကျေးဝါဆိုင်ပုတ်ကလေးကိုချိတ်ဆွဲလျက်ရှိစဉ်မနော်သည်တခြင်းကလေးတစ်ပုတ်ကိုပင် ခတ်တူတူညီးနေ၏။ရင်သူဆရာဝန်ကြီးဦးလန်းဝေဤတပြည့်ကလေးမနော်သည်တဖိတ်ဖိတ်တောင့်နေသောကျေးဝါဆိုင်ပုတ်ကိုအိမ်ဝင်းတကားဝတွင်တခြင်းတက်အေးအေးနှင့်စိတ်ရှည်လက်ရှည်တက်စင်ချိတ်ဆွဲနေကရန်ကုန်မြို့ထဲမှပြန်လာဟန်ရှိသောဇိမ်ငန်ကားတစ်ကြီးတစ်စီးသည်စပယ်မြိုင်ချန်ရှိမှခက်ပြေးပြေးခက်မှန်မှန်မောင်းရီသွားလေသည်မတော်ကားသည့်နိုင်ငံသားငွေမြောက်များစွာပေး၍တင်သွင်းဝယ်ယူလာရဟန်ရှိသော ဇက်ဖာမျိုးစားဖြစ်လေသည်ကားကိုဝယ်ယူခြင်းပြုသည်မှာလည်းများစွာကြာသေးဟန်မတူအသည့်ဆက်ဆက်ဖြစ်၏မော်တော်ကားမောင်းနေသူနှင့်စီးနင်းလိုက်ပါလာသူမှတဦးတည်းသာဖြစ်သည်ထို့သောစီးနင်း၍ကိုယ်တိုင်မောင်းနေလာသူမှာအသက်စိတ်တတခန့်အရွယ်ချောမောလှပသောအမျိုးသမီးတူလည်းဖြစ်လေသည်ဇက်ဖာကားတည်ကြီးကိုခက်ပြေးပြေးခက်မှန်မှန်ကိုယ်တိုင်မောင်းလာနေသောအမျိုးသမီးသည်၎င်း၏လမ်းတိုင်းရှေ့သူကြီးကဖြန့်ဖြောင့်တန်တန်မောင်းမသွားလိုက်သေးပေမယ့် စပယ်မြိုင်ခြံဝင်းကြီးဤဝင်းတကားဝတွင်ချိတ်ဆွဲလျက်ရှိသောကျေးဝါဆိုင်ပုတ်ကလေးကိုဂယုဒီဇိုင်းနှင့်စည်စည်ဆက်ဆက်ကြည့်၍သွားလေသည်စပယ်မြိုင်တွင်ကျေးဝါဆိုင်ပုတ်ဆား၍တင်သောနေကတစ်နေ့လုံးလိုလိုမနော်သည်လူသားများကို မျှော်လေသည်သူသည်အလုံးလုံးကန်ကျင်သောလူငယ်တူပီပီအိမ်ထဲ၌ပင်အိန္ဒီရရကလေးမင်းနေနိုင်ခြင်းအိမ်ရှိသူထွက်ကခြံရှိမှဖြတ်၍ဖြတ်၍သွားသောလူများကိုလှမ်း၍ကြည့်ရှုနေတတ်လေသည် ကံဘက်သည်ရန်ကုန်မြို့၏စင်ကြေးဘုံရပ်ကွက်ဖြစ်၍လူသွားလူလာပါရှားလေသည်။သွားစရာလာစရာရှိ၍သွားကြလာကြသူများသည်လည်းများသောအားဖြင့်ကိုပိုင်မော်တော်ကားကလေးများနှင့်ခီးသွားနိုင်လာနိုင်ကြသူများသာများလေသည်။ရင်းသူမိမိတို့၏ကိုပိုင်ကားကလေးများနှင့်သွားလာနေကြသူများသည်စွဲများအိမ်ဝင်းတကားဝတွင် စတင်ချိတ်ဆွဲကစားဖြစ်သောကြီးဝဆိုင်မုတ်ကလေးကိုရုတ်တရက်မကြည့်နိုင်မမြင်နိုင်ကြကြ။ဆိုင်ပုတ်ချိတ်ဆွဲပြီးနောက်မတော်သည်တနေ့လုံးလို့ အင်းရှိသူထွက်၍လူနာများကိုဆံ့မြော့ခြင်းပြုလေသည်တို့ရရင်နေဝင်၍မိများသာထူးညီကြ၏မနှော်မြော်လင့်သောလူနာတယောက်တလေးမှပေါ်မလာကြလူနာတယောက်မှပေါ်မလာသဖြင့်တော်တော်ကလေးမှောင်သောအခါမနှော်သည်အိမ်တွင်သို့စိတ်ပြက်လက်ပြက်ဖြင့်ပြန်၍ဝင်လာလေသည်အိမ်အောက်ထက်ဧကန်းတွင်ရှားဝင်ကြီးဦးလန်းဝေသည်၎င်းနှစ်သက်ဆွဲလန်းခြင်းရှိလာ၍ခက်ခောက်ခက်ခံပြန်၍ဖတ်ရှုခြင်းပြုလျက်ရှိသော The Story of ဆန်မိုက်ကယ်စ်ဟူသောအမည်ရှိဥရောပတိုက်ဆရာဝန်ကြီးတဦး၏ဖွင့်ဟဝင်ခံချက်များကိုဖတ်ရှုနေသည်မနော်သည်စာဖတ်နေသော၎င်း၏ဆရာကိုအနှောက်အယှက်မပေးလိုလားခြင်းတို့ရာတွင်၎င်း၏ခံစားရချက်ကိုလည်းဝန်ထမ်း၌မြို့သက်၍မထားနိုင်တော်သောကြောင့်ဧကန်တွင်သို့ဝင်လာလေသည်ဒေါက်တာလန်းဝေသည်ဖတ်နေသောစာအုပ်ကိုလက်ဝဲမှမချဘဲမနော်ကိုလှမ်း၍ကြည့်လိုက်လူသားတော့တယောက်မှမလာဘူးဆရာမနော်သည်၎င်းဆိုင်ပုတ်တင်ထားရပြီးနောက်ပေါ်၍မလာသောလူနာကို မကြေမနက်ဖြစ်က အပြစ်တင်ခြင်းလိုသောလေတံဖြင့်၎င်း၏ဆရာလုပ်သူအားလှမ်း၍ပြောဆိုလိုက်လေသည်ဒေါက်တာလန်းဝေသည်အပြစ်လုပ်သူ၏ပြောဆိုလိုက်ပုံကိုများစွာသဘောကျသွားတဲ့ကဲ့သို့လက်ထဲမှစာအုပ်ကိုဘေးသို့ချထားလိုက်ပြီးနောက်ပြုံးလေသည်ထို့နောက်နော်၏မိမသားကဲ့သို့ဖြစ်နေသောမျက်နှာကိုလှမ်း၍ကြည့်နေ၏သူသည်မနော်ကိုထိုကဲ့သို့အတန်ကြာမျှကြည့်ရှုနေပြီးမှလူနာရီတယောက်မှမလာလို့မင်းဝမ်းနေနေသလားကွာမနော်ဟုမေးမြန်းလိုက်၏ န်တော်သည်၎င်းဆရာ၏စကားကိုနားမလည်နိုင်ပဲဥခန်းကုံငုံနေရာမှမော့ရွေကြည့်နေသည်သူရရင်ဘာမှတော့မပြောချင်လူရီဟာကျမ်းပါနေရင်ဆရာဝန်စီလာဖို့မလိုဘူးမဟုတ်လားကွာမနော်ဦးလောင်ရေက မနော်ကိုလှမ်းရင်မေးလိုက်မနော်သည်၎င်း၏ဆရာလောက်သူကိုကလေးသူငယ်တရားပြအမှုရာဖြင့်ကြည့်နေသည်ဘာမှတော့ပြန်မပြောချင်တို့လောက်ကလူရီကျမ်းပါဖို့အတွက်ဖြစ်လေတော့လူရီကျမ်းပါလာကြလေ တို့အတွက်တက်တာလေးပဲမဟုတ်ဘူးလားကွာ ဒီလိုသားလူတွေကျမ်းမာနေကြလို့ကျွန်တော်တို့စီကိုတရားမှမလာကြရင်ကျွန်တော်တို့ဘာလုပ်ကြရအောင်မလဲဆရာရဲ့မနောက၎င်းသိရှိလို့တော့အကြောင်းကိုမေးလေရာဒီကမ္ဘာလုံးမှာရှိနေတဲ့ဆရာဝန်တွေအားလုံးကလူတွေရဲ့ကျမ်းမာရေးကောင်းမွန်ပြည့်စုံနေကြလို့သူတို့ကိုသူတို့ဆရာဝန်လောက်ကဖြုတ်ပစ်လိုက်ကြရရင်ပုံမကောင်းပေဘူးလားကွာမနောမနောဒီ၎င်းဆရာပြောဆိုလိုက်တော့စကားဤတိတ်ပဲကိုကောင်းစွာနားမလည်နိုင်ချင် ထိုအချက်ကိုဦးလန်းဝေသည်ပြောဆိုပြီးကမှပြန်၍စဉ်းစားမိနေပုံရ၏ထိုကြောင့်သူသည်ထံရမှထလာခဲ့ပြီးလင်မနောနှင့်ဘေးကျင်းရှင်၍ရလိုက်လေသည် သူသည်မနော၏ဥခန်းကိုပွတ်သက်ပင်ရင်ငါတော့ထမင်းစာပြီးကမနောအဲ့ဒီအကြောင်းကိုဥခန်းတို့လင်များကိုကျေးဇူးပြုပြီးတော့မင်းအကြောင်းကြားပြပါလားကွာဟု ချော့မော့ပြောဆိုခြင်းပြုလိုက်ရပေသည်ထိုညကဒေါက်တာလွန်ဝေသည်၎င်း၏သဘောတစ်ခုတည်းနှင့်၎င်းဖာသာပြုလုပ်လိုက်ပြီးဖြစ်သောအမှု၏အကြောင်းကို အတော်ကလေးညံ့တဲ့တိုင်အောင်၎င်း၏ဧကန်တဲ့တွင်စဉ်းစားလျက်ရှိသည်သူပြုတ်လိုက်သောအမှုသည်တင်းငယ်လွယ်ကူလာသောအမှုတစ်ခုတော့ကမဟုတ်ချေတကယ်ဆိုတော့သူသည်သူ၏သဘောတစ်ခုထဲနှင့်ပုံကံချင်းပြုတ်လိုက်သောအမှုပင်ဖြစ်သည်ရင်းသို့မိမိပေါ်၌ပိတ်ပင်တားမြစ်ခဲ့သောအမှုကိုပုံကံလိုက်ခြင်းအပြင်ဒီကဲ့သို့သောအကျိုးတရားမှုများသည်ဆက်ရောက်လာမည်နီထိုအကြောင်းအရာကိုဆရာဝန်ကြီးဦးလွန်ဝေသည်စဉ်းစားခြင်းပြုလျက်ရှိလေသည်ထို့သောစဉ်းစားစရာရှိသည့်တို့ကိုစဉ်းစားရင်း လူနာတယောက်လေးမှမလာတော့ကြောင်းစိတ်ပြန့်နေဟန်ရှိသော၎င်း၏တပြည့်မနှော၏အကြောင်းကိုလည်းဆက်၍စဉ်းစားမိပြန်သည်မနှော်သည်ငယ်ရွယ်သေးသူတယောက်ဖြစ်လျာလှုပ်ရှားကန်ရှားရှိသောအလုပ်ကိုလှုပ်ချင်ကန်ခြင်းရန်ရှိသည်ယင်းသို့လှုပ်လှုပ်ကန်လိုလာသော မနှော်သည်လှုပ်ရှားကန်ရှားမရှိသောအခါငယ်ရွယ်သူတို့ဓမ္မတာအတိုင်းမရှိသောအလုပ်ကိုအပြစ်တင်လိုခြင်းပင်ဖြစ်သည်တို့ရောင်တွင် မနှော်သည်စေတိတ်ပံတက်ပညာနှင့်လုပ်ငန်းတို့၏ဆုံးဆုံဖြစ်သောရည်ရွယ်ချက်ကိုသိနာမလဲရှာသေးခြင်း သူဒီမနောကိုထိုเจ้าနေပသက်၍တကားမှပြောဆိုရှင်းလင်းခြင်းလည်းမပြုခဲ့ဘူးကြည်ထိုတွင်မနောကိုရှင်းလင်းပြောကြဖို့သူတွင်တာဝန်ရှိနေသေးကြောင်းလည်းဒေါက်တာလောင်းဝေကစဉ်းစားမိလေသည် ရင်းတို့စဉ်းစားစရာရှိသည်တို့ကိုစဉ်းစားရင်း၁၂နှစ်ထိုးသွားလေသည်တို့ရရင်ဒေါက်တာလောင်းဝေသည်အိတ်ချင်စိတ်ကမရှိသေးကြည်ထို့ကြောင့်သူဒီအိတ်ရာထက်သူတက်ကလှမ်းရင်းသူနှစ်သက်ဆိုင်သောစိတ်သိပံတက်ဆိုင်ရာကြမ်းတကြမ်းကိုဖတ်ရှုနေလေသည်ရင်းတို့စိတ်သိပံဆိုင်ရာတက်ကြမ်းကိုဖတ်ရှုနေရမှာ အချိန်တို့သည်မြင်းမြမြင်းမြကုံလုံးကညစ်သည်အပေမြနဲ့နေပြီဆိုသည်ကိုဥလန်းဝေသည်တတိမထားမိလိုက်ချေအင်းရှိတွင်ကားတစည်းရက်တန်နှင့်လူတန်သူတန်များလိုလိုကြားလိုက်ရသောကြောင့်ဖက်နေသောကျန်းစာဥကိုပေးသူချလိုက်ပြီးတတိထား၍နားကိုဆွင့်လိုက်မိလေသည်အင်းအောက်ထက်မှဥခန့်ဤတကားပွင့်တန်ကိုကြားရ၏ထို့နောက်အင်းအောက်ထက်တွင်စကားပြောတန်ဆိုတန်များကိုလည်းမသက်မကွယ်ကြားနေရသည်ဥလန်းဝေသည်ကတင်ကောင်းရင်ပေးရှိဇဝဲထက်မှဇဝဲတင်နာဤကိုလှမ်း၍ကြည့်လိုက်သည် တနအိခွဲပြီး၍7မိနစ်မျှပင်ကျွန်တော်လက်ရှိလေပြီ။ဤကဲ့သို့အချိန်မဟုတ်ခံမဟုတ်ဘယ်သူပဲပါသည်ဘာကိစ္စနှင့်စပယ်များအိမ်သို့လာပါသည်နည်။စေဝါကုသခြင်းအမှုကိုမပြုဘဲနေကြရသည်မှာလပေါင်းအတော်တန်ကြာမိခဲ့ပြီဖြစ်သောဆရာဝန်ကြီးဦးလောင်ဝေသည်ထိုကြားကိုစဉ်းစားလျက်ရှိသည်။တခင်ကာများကအယက်ရှိမျက်နှာမှလူနာတို့သည်အချိန်မရွေးတွေ့ဆုံနိုင်သောဆရာဝန်ဦးလောင်ဝေထံသို့အချိန်မဟုတ်လဲလာရောက်တတ်ကြ၏။ တို့ရရင်ဦးလန်းဝေသည် ထိုเจ้าကိုယခုခါတွင် ပေးလျော်လျက်ရှိလေသည်အမေเจ้าဆိုသောသူတည်သူကိုယ်သူဆရာဝန်ကြီးတူဖြစ်သည်ဆိုသောเจ้าကိုပါမေ့လျော်လျက်ရှိသောเจ้าမင်းဖြစ်သည်ယင်းတို့စပွဲတင်နိုင်ကိုလမ်းရွေကြည့်ကငာရွေစဉ်းစားနေ गाय ထိတ်ထားသော၎င်း၏ခန်းတကားမှကြည်ပြန်ပတ်မှမတော်၏အတန်ကိုရုတ်တရက်ကြားလိုက်ရသည်ဆရာဆရာဆရာအိတ်နေပြီလားအနော်ကတကားကိုမတွမကျဲခောင်းရင်လမ်းရွေမေး၏အနော်လားဟေ့ဘာဖြစ်လို့လဲ အရာထက်တွင်လဲနေရမှာဥလန်ဝေကမေးမြန်းလိုက်သည်လူနာဆရာလူနာမနောကအာရဝင်းသာပြောဆိုလိုက်ဟန်ရှိဘာကွာမနောမင်းပြောတာငါကောင်းကောင်းမကြောက်လိုက်ရလို့ဥလန်ဝေကလဲနေရမှာထထိုင်းရင်ပြန်မေးလိုက်ရပြန်သည်လူနာလားခေါ်တယ်ဆရာအေးကြီးလို့တဲ့မနောသည်ပိတ်ထားသောတကားကိုခန့်နာနာလေးခောင်းရင် ပြောလိုက်လေသည်ဒေါက်တာလုံးဝေသည်အရာထက်မှခက်သက်သက်ကလေးဆင်းလာပြီးနောက်ပိတ်ထားသောတကားကိုဖွင့်ရင်လူနာလားခေါ်တယ်ဟုတ်လားကွာမနော ခုလေးလိုက်ပြန်၏အိမ်အောက်ထပ်မှရောက်နေရစရာ မိမတယောက်ပဲခန့်ငယ်ငယ်ခက်ချောချောပဲလူနာရရှိတော်ကြောင့်များစွာအားတက်နေပုံရသောမနော်သည် လူနာချောင်းကိုတောင်ဖုတ်သေးပဲမိမတယောက်နှင့်ခက်ချောချောခန့်ငယ်ငယ်ဆိုသော နာမဝိသေသနာများကိုပါပြောကြားလျက်ရှိလေသည်ဘဲကတယ်လဲကဦးလဝေက၎င်းသိရှိသော ကိစ္စကိုသာမေးနေတော့ဖြစ်အကျွန်တော်တော့မသိဘူးစရာဦးလေးခန့်ကဆရာကိုသွားနှုတ်ပါဆိုလို့လာနှုတ်ရတာပဲ။ ဥလဝေသည်စွတ်ကြဲနှင့်ခြေလုံးညီခွေးများကိုသာညအိတ်ခံဤဝစ်စင်ထားသော၎င်း၏ကိုယ်ကိုငုံကြည့်လာပြီးနောက်ဂရင်ချင်းရင်တွင်ချိတ်ဆွဲထားသောညဝေအင်ကြီးကိုယူ၍ဝစ်စင်ပြီးနောက်မနော်နှင့်အတူအိတ်အောက်ထပ်သို့ဆင်းလာခဲ့လေသည်ဧကန်အလဲတွင် လူနာအတွက်ရှောင်းဝင်ကိုညကြီးချိန်မတော်အေးတကြီးလာပင့်ဟန်ရှိသောအသက်အစိတ်ခန့်မိမပြုံးနေတကွ၎င်းနှင့်အတူအဖို့ဖြစ်လိုက်ပါလာဟန်ရှိသောအသက်90ခန့်မိမကြီးတို့တို့သည်စောင့်ဆိုင်နေကြပေသည် ဥခန့်နဲ့တော်လှလင်မယားနှစ်ယောက်ကမူလာခေါ်သူများကိုဧကန်၍စကားပြောဆိုလျက်ရှိကြသည်ဥလဝေဒီ၎င်းအာလာရောက်ပြေခေါ်ကြသောလူနာရှင်များကိုမသိချေသူရရင်လူနာရှင်နှစ်ဦးနှင့်ငယ်ရွယ်ချောမွန်လှပသောမျိုးသမီးသည်ဥလဝေကိုယခင်ကပင်တွေ့ဘူးမြင်ဘူးတကဲ့သို့လမ်း၍ပြုံးလေသည်မိမိအားပြုံးသောသူကိုပြန်၍ပြုံးရရို့ဖြစ်သောလူတို့၏ယဉ်ကျေးမှုစဉ်လာရှိသည့်အတိုင်းဒေါက်တာလွန်ဝေကလည်းပြန်လှန်၍ပြုံးလိုက်ရ၏ ူသည်ပြောင်းရင်လူနာရှင်များနှင့်မျက်စောင်တို့ခတ်ကြကြကလထိုင်တို့တလုံးတွင်ဝင်ရထိုင်လိုက်လေသည်ဆက်ရှင်တရားသူချင်းမင်းရုတ်တရက်ဘူးပြီးလဲလို့ဆရာကိုလာပင့်လာတဲ့ဦးခန့်ကပင်လူနာရှင်များလာရပစ်ခေါ်သောကိစ္စကိုစတင်ပြောဆိုလေသည်ဒေါက်တာလုံးဝေသည်လူနာရှင်များကပြောဆိုမိစကားကိုနားဆွင့်လာရင်၎င်းတို့နှစ်ယောက်စလုံးကိုလှမ်း၍ကြည့်လိုက်လေသည်ဖေဖေညတနင်္လာလောက်ကအိမ်သာထမှာမူပြီးလဲသွားလို့လိုက်ကြည့်ပေးပါအောင်ရှင် ဆက်ရှင်မင်းကြီးဥပဤသမီးလို့သူကဒေါက်တာလွန်ဝေအားပင့်ခေါ်ခြင်းပြုလေသည်အရင်ကရောအခုလိုဘူးပြီးလဲတတ်ဘူးသလားဆောင်းဝင်ကထိုင်ရမထိုင်ရင်၎င်းတည်လို့သောအချက်ကို ရှေးဥစွာမြင်မြန်လာ၏ကိုကြီးကအရင်ကတော့မူးလဲမမူးလဲတဲ့မလဲဘူးပါဘူးဆရာလူနာဤဓမ္မလို့သူနဲ့တူသောအမေကြီးကဥလဝေတိရှိလို့သောအချက်ကိုဖြေကြားပြောဆိုပေသည်အနှောင်းငါစိတ်အိတ်တဲ့နှကြက်သွားယူလာခဲ့စမ်းဟဲ့ ဘူလာဝေဒီမနော်ကိုထိုကဲ့သို့စီခံပြီးနောက်အိမ်ပေါ်တက်သူပြန်တက်လာခဲ့သည်သူတီညာအိမ်ဝစ်တော်ဝစ်စားများကိုကြားခဲ့ရလဲလဲပြီးနောက်အိမ်အောက်ထက်သူပြန်ဆင်းလာသည်အိမ်အောက်ထက်ရောက်သောကာမနော်သည်စိတ်အိမ်နှင့်ဆင်းသင်းဆောင်ရည်နေလေပြီသူတီလူဒရှင်များနှင့်အိမ်တွင်းမှတပါးတည်းထွက်လိုက်လာခဲ့လေတော့သည်ငယ်ရွယ်သောလူနာရှင်မျိုးသမီးက၎င်း၏ဇဖာကားကလေးကိုကိုယ်တိုင်မောင်းလေ၏ထိုမျိုးသမီးဒေါ်လေးလောက်သူကမော်တော်ကားရှိခန်းတွင်အတင်းတက်၍ထိုင်ခိုင်းသည်ဖြင့် ဒေါက်တာလောင်းဝေဒီဘော်တော်ကားကိုကိုယ်တိုင်မောင်းနေရသောထိုမျိုးသမီးနှင့်အတူရှင်တွဲ၍ထိုင်ရလေတော့သည်ဘော်တော်ကား၏နောက်ခံနိုင်မှုမောင်းသူမျိုးသမီး၏တော်လုပ်သူနှင့်ရှားဝင်းကြီးဦးလောင်းဝေဒီတပည့်ကလေးမနော်တို့အတူထိုင်နေကြလေသည်အကိုကြီးကမိမိကိုကောင်းကောင်းမမတ်မိတော့ဘူးချင်းနဲ့၎င်း၏ကိုကိုမိမိဟုခေါ်တော့အမျိုးသမီးသည်ဆက်ကိုကျင်လဲစွာနှိုးရင်ရှားဝင်းကြီးဦးလောင်းဝေအားလှမ်းရင်မေးလေသည်တို့ရရင်သူမသည်ဆက် နှိုးနေသောကားကိုကြည်ရသွင်းနေရသဖြင့်ဦးလန်းဝေကိုတော့မကြည့်အားကြည်ဒေါက်တာလန်းဝေသည်မိမိဆိုသူကလေးကိုသိလည်းပသိမှတ်လည်းမမှန်မိကြည်လူနာများကလွဲလင်သူသည်အဘယ်သူတူတယောက်ကိုမှဆေးဆေးဆက်ဆက်တိတိကျကျကြည့်ရှုရသူတူမဟုတ်သောကြောင့်လည်းဖြစ်တန်ရသည်ပြန်ပြောစရာစကားကိုမစင်စားမရှာပွေတတ်သောကြောင့်ဦးလန်းဝေကညင်၍နေလိုက်ကြည့်ကြည့်စုမမတော့ကမိမိကိုယ်တိုင်လာမေးဘူးပါတယ်အဲ့ဒီတော့ကကိုကြည့်ကိုတွေ့ဘူးတာပေါ့ မော်တော်ကားကိုခက်မှန်မှန်လေးလှိမ့်ထွက်လာရင်မိမိကပြောဆိုလိုက်လေသည်။အော်ကြီးကြီးစုမမတော်ကလာဘူးလားလား။အဲ့တုန်းကအဖွားကြီးအတွက်စိတ်ပူနေရတာမို့ဘိုးကဒီကလာမေးကြတဲ့မိဆွေတွေကိုတော့ပုံစံအောင်စကားမပြောလိုက်ရပါဘူးလေ။လှပချောမောချင်းရှိသောငယ်ရွယ်သူမျိုးသမီးကလေးများနဲ့စကားပြောဆိုနေကြမရှိစေကမူဒေါက်တာလန်းဝေသည်မိမိနှင့်စကားပြောဆို၍ရလာလေသည်။သူတို့ပြောဆိုနိုင်သည့်အတွက် လူမျိုးကြီးဦးလောင်ဝေသည်၎င်း၏ကိုကိုကိုပင်အံ့ဩခြင်းတလို့ဖြစ်နေလေသည်ချီချီစုအတုပါတော်ကမိမိရောဖဖေရောလိုက်ပို့ကြပါသေးတယ်ကိုကြီးရဲ့အော်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 ချီချီစုနဲ့မိမိတို့ကခုမှသာတိကျခင်ကြတာမဟုတ်ဘူးကြည့်စုယောက်ျားအန်ကယ်ကြီးပစုံခင်မကွေးပါအလုပ်အတူတူလုပ်ခဲ့ကြတော့ကလေးကတူးကိုတူးတိပ်ပြီးခင်လာခဲ့ကြတာပါ။အော်အင်းအင်း အဲ့တုန်းကလည်းကជីជីစုကကိုကြီးအကြောင်းကို မကြမကြပဲပြောတင်ကြရတယ်။အော်အော်အော်။ဆာဝင်ကြီးဦးလန့်ဝေသည်လူနာချားကိုနားထောင်ခြင်းပဲပြုရပဲသိဆုံးသွားသော၎င်း၏ကြီးတော်ကြီးနှင့်မိမိတို့၏ဆက်ဆံရေးများအကြောင်းကိုသာကြားနာရသူတသက်ဖြစ်နေလေသည်။ជីជីစုကသူ့မှာဒုတိယရှိတဲ့အကြောင်းဒုတိယကဘာစစ်ကြီးမဖြစ်ခင်က MPPS အောင်တဲ့အကြောင်းအစိုးရပညာတော်တင်ရတာကိုတောင်လက်မခံပဲရက်တကာရွာတကာလှည့်ပြီးစေကုနေတဲ့အကြောင်း ဲ့ဒါတွေကိုပြောပြလို့မိမိကအဲ့ဒီတုန်းကတည်းကကိုကြီးကိုလေးစားနေခဲ့တာရှားဝင်းကြီးဦးလန့်ဝေသည်အနေရထန်ရခက်လာတယ်လို့ပင်ဖြစ်လေသည်တို့ရရင်ထိုဖြစ်ကိုသူသည်ကြကြတော့မခံလိုက်ရခြင်းဘယ်ကြောင့်ဆိုတော့ထိုမျိုးသမီးမောင်းလာသောဇဖာကားတစ်ကလေးသည်အစင်သည့်ဝင်းတကားဖွင့်ထားသောခြံဝင်းကြီးတစ်ခုတွင်သို့ဆက်ရှင်တက်ခါဝင်သွားသောကြောင့်ဖြစ်လေသည်မိမိကဥဆောင်၍တိုက်ပေါ်တတ်သူခေါ်သွားလေ၏လူနာဤခံတွင်၌အိမ်တွင်ခိုင်းစီထားသောလူကြီးတယောက်သည် စောင့်ကြကြည့်ရှုနေသည်ကိုတွေ့ရလေသည်လူနာခန်းတွင်သို့ရောက်လျှင်ဆရာဝန်ကြီးဦးလန်းဝေသည်၎င်း၏လုပ်ငန်းကိုတခါတည်းစတင်နေတော်သည်ဆရာကြီးအကြောင်းကိုတည်ပြီးဖြစ်တော်မနော်ကလည်းဆေးရွက်ဤကိုဖိတ်ကားပြင်ဆင်စရာရှိသည်များကိုပြင်ဆင်ခြင်းပြုလေသည်မိမိတို့တူဝီတယောက်သည်လူမမား၏ကရင်ချင်းဘက်တွင်ရက်ကဆရာဝန်ကြီးဦးလန်းဝေလောက်ကိုင်းနေပုံကိုငြိမ်သက်စွာကြည့်ရှု၍နေလေသည်ဒေါက်တာလုံးဝေသည်တွေ့ကြုံများ၍ကြွယ်ဝလာသောစေတမကြီးတူဖြစ်သည့်အတိုင်း သူသည်တတိလစ်နေသောလူမမာကိုခေတ္တမျှသာဆန်သက်ကြည့်ရှုပြီးနောက်၎င်းလောရကံရမည်အလုပ်ကိုပါတပါတဲ့တိလိုက်ရလေသည်မနောကလည်းဆရာကောင်းတပိပီပီအင်းရှင်များကအစဉ်သင့်ပြင်ထားပေးသောရင်တွင်များနှင့်အံ့များဆေးထိုးပိုင်များကိုတန်ရှင်းထားပြီးဖြစ်အချိန်တန်းငယ်တွင်မှဝင်ဆရာဝန်ကြီးသည်တတိလစ်နေသောဆက်ရှင်တရားသူကြီးကိုလုံးပြီးတစ်လုံးဆေးနှလုံးများထိုးထက်လိုက်ဆေးထိုးပေးပြီးသည့်နောက်မှဦးလောင်ဝေသည်၎င်း၏နှဖူးပြင်မှချွေးများကို ၎င်းဘွားဖြင့်တုံရင်လူနာရှင်များဘက်သို့လှည့်၍မျက်နှာမူလိုက်လေသည်။ဆရာဝန်ကပြောဆိုမိစကားကိုလည်းလူနာရှင်များသည်နားတဆင်ဆွင့်ရှိနေကြလေ။စိုးရင်ရမယ့်အခြေဒီကိုတော့တားထားနိုင်လိုက်ပါပြီ။ဒါပေမဲ့နောက်ထပ်တနားီလောက်တော့စောင့်ကြည့်ပေးဖို့လိုလေအောင်မယ်။သူမြသာပြောကြားလိုက်ပြီးနောက်ခေါင်းရင်းဘက်မှပိတ်ထားသောပြတင်းပောက်ကိုသူသည်သွားယူခွင်းလိုက်။ထို့နောက်သူသည်ပြတင်းပောက်ဝတွင်ရက်ကအမောင်တုလွှဲနေသော လောကရတခွင်ကိုအတန်ကြာအောင်ငြိမ်သက်စွာကြည့်ရှုနေလေသည်။ အိန္ဒြေထမင်းဟင်းချက်ရံတွင်ငားရန်သာဟန်ဒူဒီမိမကြီးတယောက်သည်ရှာဝင်းကြီးဦးလဝင်းနှင့်၎င်း၏တမိဘနော်တို့အတွက်အငွေ့တထောင်ထောင်ထနေသောကော်ဖီပကံကိုရွှွန်လင်ပန်းနှင့်ထက်ကအခန်းတွင်းသို့ယူဆောင်လာလေသည်မိမိကကော်ဖီတပကံကိုရွှွန်လင်ပန်းထဲမှလှမ်းယူကဦးလဝင်းစီသို့ရှောက်သွားပြီးလေကော်ဖီပူပူလေးတောက်လိုက်ပါအကိုကြီးဟုပြောဆိုရင်းပေးလေသည်ဦးလဝင်းကမိမိပေးနေသောကော်ဖီကိုလှမ်းယူ၍တောက်ပြီးတော့လဲစကားတစ်ခုမှမပြောချင် ။ကော်ဖီကိုတောက်ပြီးနောက်ပကံကိုသာပြန်၍ပေးလိုက်လေသည်။အခန်းတွင်၌ကျမ်းမာနေသော လူကောင်းများ၏အသက်ရှူသမ်းမှတပါးတခြားဘာသာကိုမှမကြားရချင်းတိတ်ဆိတ်ငြိမ်သက်နေပေသည်။လူနာသည်လည်းပြန်လည်အသက်ဝင်လာခြင်းမရှိသေးတကယ်သို့ငြိမ်သက်မြန်ငြိမ်သက်နေပေသည်။ရင်းတို့တိတ်ဆိတ်လာသောကြားတကောင်ကျော်အချိန်တွင်တနိုင်ဒီပါခက်မြငြိမ်သက်ကြပြီးနောက်ဒေါက်တာလန်းဝေသည်၎င်း၏လူနာကို ချင်းကက်ကြည့်ရှုပြန်လေသည်လူနာသည်တတိပြန်၍လဲမလာသေးချေ ်တစ်တုံးကြီးတတုံးနေမချာငိန်သက်ခါတတိလစ်နေတုံးပင်ဖြစ်လေသည်ဦးလဝေသည်လူနာဤလက်ဘွားခြေဘွားများကိုရှေးဥစွာစမ်းတက်ကြည့်လေသည်ထို့နောက်လက်သွေးကိုစမ်းကြည့်ပြန်၏ထိုများနှင့်စိတ်ကျေနပ်မှုရရှိဟန်မတူသေးသောဆရာဝန်ကြီးသည်၎င်း၏နှစ်ချက်ကိုစင်မြန်းကလူနာဤခန္ဓာကိုယ်တွင်မှပစ္စည်းများကိုတစ်ခုပြီးတစ်ခုစမ်းတက်ကြည့်ရှုနေပြန်လေသည်သူသည်လူနာကို나이တမက်ခမ်းများစံသက်ကြည့်ရှုပြီးနောက်ပုံမွေ၍စိတ်ချနိုင်ခြင်းရှိစီရန်အတွက် နောက်ထပ်စေတလုံးကိုထပ်၍ထိုးကြည့်လိုက်ပြန်သည်တို့ရရင်တတိလစ်နေသောဆက်ရှင်မင်းကြီးသည်တွန့်ပင်မတွန့်ချေစေတလုံးထပ်၍ထိုးပေးပြီးနောက်ဒေါက်တာလန်းဝေသည်၎င်း၏တပူပြင်မှချွေးပြကိုလက်ကင်ပွားဖြင့်တုပ်လေသည်ထို့နောက်သူသည်သူ့အာမျော်လင့်ခြင်းကြီးစွာဖြင့်လှမ်း၍ကြည့်နေသောမိမိ၏မျက်နှာကိုတစ်ချက်များလှမ်းကြည့်လိုက်တို့ရရင်သူသည်လူနာရှင်အားဘာစကားတစ်ခုမှမပြောဘဲဆော်စော်ကရက်နေတော့ပြင်းပေါက်စီတို့လျှောက်သွားပြီးလင်ရက်နေလိုက်ပြန်သည် ထို့သောဆရာဝန်ကြီးဦးလန့်ဝေသည်ပြတင်းပါဝရင်ရက်ခါအမောင်လွမ်းနေသောလောကရတခွင်ကို ငေးမော ကြည့်ရှုနေသည့်အခါလူနာသည်အသက်ကိုခက်ပြင်းပြင်းချကာလူလွန်းလှောက်ရှားစာပြူလာသည်လူနာတရိပ်ပြန်ဝင်လာလင်ပင်လူနာရှင်နှုတ်စလုံးရှင်ပြကြည်လင်၍သွားလီတော့သည်ဟောဖေဖေတရိပ်ရလာပြီမိမိကဝမ်းသာအားရပြောဆိုလာ၏ဒေါက်တာလွမ်းဝေသည်မိမိ၏အတန်ကိုကြားလိုက်ရသောကြောင့် အပြင်ဘက်သို့ကြည့်နေရမှာပြန်လှည့်၍ကြည့်လေသည်လူနာသည်တစ်ဖက်သို့ဆောင်၍အိတ်နေရမှာတစ်ဖက်သို့ဆောင်းလိုက်လေသည်ထိုနောက်ရင်တက်၍နေပြန်သည်ဦးလန့်ဝေသည်ပြတင်းပဝရရဲ့နေရမှာလူနာအနီးသို့ပြန်လာ၏ထိုနောက်လူနာ၏လက်သွေးကိုစမ်းသပ်ကြည့်ရှုပြီးနောက်သူသည်၎င်း၏လက်ပတ်နာ၏ကိုကြည့်ရှုလိုက်ပြန်သည် အချိန်သည်လင်းအားကြီး၃နာရီခွဲတာတာခန့်ဖြစ်လေသည်ရင်းတို့ဆရာဝန်ကြီးက၎င်းနာ၏ကိုကြည့်ရှုနေကလူနာသည်လွတ်လွတ်နှောက်ရှားလာပြန်၏ ဦးလန့်ဝေကလူနာကုံငိမ့်တက်စွာငုံကြည်လျက်ရှိသည်လူနာသည်တစ်ဖက်သို့စောင်းနေရမှ၎င်းဖာသာ၎င်းပက်လက်လန်လေသည်ထွန်းတော်မျက်လုံးပြားကိုပုတ်တက်၏ဟောဖေ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 တရရလာပြီမိမိသည်ဝန်တာအာရပြောဆိုကလူနာ၏ခြေတလုံးကိုဖမ်း၍ကန်လာ၏လူနာသည်မျက်လုံးပြားတဖြည်းဖြည်းဖွင့်လာသည်ထွန်းတော်၎င်း၏ဖြစ်ပျက်နေပုံနှင့်ဘေးမှလူများကိုအဘယ်သို့များဆက်ဆက်၍နားမလည်နိုင်တကယ်သို့တောင်တောင်များများကြည့်ရှုခြင်းပြုနေလေသည် မိမိသည်လူနာဤဘဲတွင်လာ၍ထိုင်လေ။ဖဖေဖေတရီရပြီနော်။ဟုတ်လား။တရီရလာပြီနော်။ဦးဖခင်လို့သူဤလက်ကိုကရင်မေးလေ။ဖေဖေဘာဖြစ်လို့လဲယင်မိမိ။လူနာက၎င်းဤဖြစ်ရပုံကိုသိရှိလို့တကယ်သူမေးလာ၏။ညတနားဤလောက်ကဖဖေအင်းသားကိုထွင်ရင်နဲ့မူးလဲလို့လေ။မိမိကအကျိုးအကြောင်းကို ရှင်းလင်းပြောပြရလေ။ယင်ဟုတ်လား။လူနာသည်ထုံမြတာပြန်ပြောပြီးနောက်ငြိမ်သက်စွာမှိန်နေလိုက်ပြန်၏။ ဦးလန်ဝေဒီထိုညဖို့၎င်း၏ကုံဆုံးသွားသောတာဝန်ကိုကောင်းစွာသိရှိသူတရားဖြစ်သည့်အလျောက်မနော့ကိုလှမ်းရွေကြည့်လိုက်လေသည်မနော့က၎င်း၏ပစ္စည်းများကိုတင်စီခြင်းပြုလေတော့သည်ဦးရဲ့အခြေအနေကတော့တခြားဘာမှစိုးရင်စရာမရှိတော့ပါဘူးစိတ်ချရပါပြီဦးလန်ဝေဒီလူနာရှင်မျိုးသမီးအားကြိုးကြောင်ရှင်းလင်းပြောကြားပြီးနောက်၎င်း၏နေအိမ်သို့ပြန်ရန်ပြင်ဆင်လေသည်ဟင်ကိုကြီးအိမ်ပြန်တော့မလို့လားမိမိကမပြန်စေလို့ဒီတကယ်သူပြောဆိုလိုက် အကူကြီးရှိဖို့ဘလို့တော့ဘူးမနေ့ကျတော့မှတစ်ခေါက်လာကြည့်ပါဦးမယ်လေအကူကြီးပြန်မယ်ဆိုရင်မိမိလိုက်ဖို့ပါမယ်အာရတယ်အိမ်ချင်းလဲတိတ်မှမွေးတာပဲကိုကြီးတို့ကို့ဖာသာကိုပဲအညောင်းပြေလျှောက်ပြန်ကြမလို့ပါဟုတ်တာကိုကြီးရဲ့မိမိကိုယ်တိုင်အိမ်ကကားနဲ့လိုက်ပို့ပေးပါရစေမိမိဒီမနော့လက်ဝဲမှာဆရာဝန်ကြီးဦးလန့်ဝဲဤစေအိတ်ကိုလှမ်းဆွဲယူရင်းပြောဆိုလိုက်တဲ့ဖြင့်ဦးလန့်ဝဲဒီထိုကိစ္စနဲ့ပတ်သက်၍ရင်းစံနေရန်အကြောင်းဖောက်တော်ကြောင့်ညင်သက်နေလိုက်လေသည် ောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာပဲဖြစ်ပါရဲ့ရှင်ကျေးဇူးတင်ပါတယ်ရှင်ကျမတို့ကြပါ